18ချက်မှန်တာတယ်နော်18ချက်မှန်တာတယ်ကျွန်တော်ပိုက်ကြပူဂျင်းနိုင်ပူနေမှာမဟုတ်ဘူးอืมကျွန်တော်ပိုက်တယ်မှာစည်းစမ်း2000ရှိတယ်ပူဂျင်းနိုင်ပူနေမှာမဟုတ်ဘူးခိုးထားတာခိုးထားတာခိုးထားတဲ့ကောင်လုံးစားထားလို့ပူနေတာပြဲလို့မရဘူးကျွန်တော်82နှစ်တိုက်ပွဲဖြစ်တာကျွန်တော်တည်စင်းမှာဒေးလာခွင့်နေရတယ်ဒီတန်းကဘိုက်ကြီးကိုရှိုးနေတယ်ဘိုက်ပူတယ်ဆိုဘိုက်ခိုးရတယ်ဆိုပြီးတော့ပြောပြရတာနော်ပြောပြရတာတို့တော့မဲပေးပါနော်မဲဆွဲပေးပါနော်။ဘာညာတော့ပြောနေရင်တော့အဲ့ဒါအတန်ထွက်လာလို့အဲ့ဗီဒီယိုဖိုင်တွေထွက်လာခဲ့ရင်တော့ဒါတကြတဲ့မဲ ဆွဲခွင့်မကျင်မစသေးပဲနဲ့ဆွဲနေရတဲ့အတွက်အတူအရေးကြီးတယ်ကျွန်တော်တို့မဲဆွဲကြလဲလို့ဟောဘဲဆွဲကလာလဲမဟုတ်ဘူးပေါ့နော်ဒီဒီသူတို့မသိဘူးမသိတော့စော်ကားမော်ကားတတ်မလို့လဲစော်ကားမော်ကားပြောတာပဲတတ်တောက်ကဘောက်လဲသူတို့မသိဘူးတော်တော် update ဖြစ်တာပဲတော်တော် update ဖြစ်တာပဲဒီကံမျိုးတော်တော် update ဖြစ်တာပဲလို့ဒီနေ့တွေ့ဒီနေ့ထုတ်ပြန်ဘာဖြစ်လို့ဒီနေ့တွေ့ဒီနေ့ live တွေ့ဘာဖြစ်လို့အဲ့မဲ့သူတို့ကမထုတ်ပြန်48နာရီကြာ လာမျိုးတွေအားလုံးပဲသဘာဝပေးနေမိပြီးတယ်မှာအများဆုံးကြင်ဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျေရိုဗော်လူရှင်ရင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလိုရရှိမလို့သွားပေးကမှာတော့ယနေ့အော်တိုဘားလာ6ရက်နေ့တလင်းလာနေမန္တပိုင်းကြီနောက်ဆုံးရရှိတဲ့တင်းချို့ကိုအချင်းချုပ်ဖော်ပြပြီးသွားဖြစ်တဲ့တော်နာမျိုးတွေအားလုံးပဲစုံနေရှိဖို့ဒီနေ့မှထမှန်တောင်းဆိုလိုက်ပါရစေ။ဒီနေ့မှတင်းကောင်းနေပြီဖြစ်တဲ့တော်နာမျိုးတွေအားလုံးပဲပျော်ရွှင်နဲ့နားဆင်အောင်မှာဖြစ်ပါတယ်။ဘောင်းဆုံးအနေနဲ့ကတော့ဒီကောင်းဆောင်တွေကတော့၎င်းတို့ရဲ့ကုကျစီပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားတာကတော့ဒီနေ့မှဆိုရင်တော့ 1809ရဲ့ရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ဝန်ရဲတပ်တွင်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးမှာတော့ပြင်းပြင်းနဲ့ဖာပွန်ခရိုင်မှာအကောက်20မန္တလေးတိုင်းကောင်းတိုင်းမြို့မှာ15ကောင်းတော်လိုင်းရဲဘော်နှုတ်ကတော့စစ်မကောင်းစွာနဲ့ကြာဆုံးခဲ့ရပါတယ်။ဒကိုင်းတိုင်းရှူမြို့မှာ7ကောင်း၄ဦးကိုအရှင်မိခဲ့ပြီးတော့တော်လိုင်းရဲဘော်3လဲဒကိုင်းတိုင်းရှူမြို့မှာကြာဆုံးခဲ့ရပါတယ်။ဒကိုင်းတိုင်းမုံရွာမြို့မှာတော့စစ်ကွေး3ကောင်းတည်ဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။ရောင်သူတင်းပုတ်အနေနဲ့ကတော့တင်းကျွတ်ပွဲတော်အတွက် ရန်ကုန်မြို့ကိုဆယ်လီဖြူထွေးနဲ့တိုလီမိုလီမိုးညိုတို့ရောက်ရှိလာကြောင်းသိရှိရပါတယ်။မကြာခင်ကြောက်တော့မဲ့တရင်ကျိုးပွဲတော်အတွက်လို့ဆိုပြီးတိုပီဝဲအတွက်ရန်ကုန်မြို့ကိုဆယ်လီဖြူထွေးနဲ့တိုလီမိုလီမိုးညိုတို့နှစ်ဦးဟာညနေ3နာရီခန့်မှာစိတ်ဟရဟင်းစီးပြီးတော့ရောက်ရှိလာခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဘေကော့ပွဲအတွက်ပါအကျိုးစီးရုံးရပြုလုပ်ရန်ကိုလည်းရည်ရွယ်ပြီးအခုလိုနာမည်ကြီးကျတော့ဆယ်လီတို့ကိုခလာရ50တက်ကပေါ်ယူပြီးတော့ငှားရမ်းတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဆိုပါတရင်ကျိုးပွဲတော်နဲ့ဖြော်ပြရေးမှာ ရွေးကောက်ပွဲအတွက်ဒေသခံပြည်သူတော်လှန်ရေးအင်အားစုများကပွဲတော်မှာပါဝင်သူများရဲ့အသက်အန္တရာယ်ဘေးကင်းရေးကိုအားမမခံဘူးလို့လည်းပြောဆိုထုတ်ပြန်ထားတယ်လို့တွေ့နေရပါတယ်။ရပ်ဖြူဖြူထွေးတို့တို့ကတော့စိုးရင်စရာရှိတယ်ဆိုတော့ဒီနေ့ပြောထမှန်အတိပြေးကျင်ပါတယ်။ဟောလဲဆိုတော့ဝမ်းမပါဘူးပြောနေမိတဲ့လက်ရှိချိန်မှာကတော့စီဟက်ကြီးတောင်စီးပြီးတော့ရှောက်သွားနေတဲ့အနေထားထုံဖြစ်နေပါပြီ။ဒါပေမဲ့လည်းကတော့ဘုံမအောင်ပြောပြီးမေစုကိုတောင်းပြောင်းခဲ့တဲ့ အောင်စုဆိုတဲ့ပြုစီနဲ့ပတ်သက်ပြီးသူဝစ်ခဲ့တဲ့ဝစ်စုံတွေနဲ့ချန်စီယူမေရိုဆိုတဲ့စကားလုံးတွေပြောခဲ့မယ်လေလက်ရှိချိန်ဒီပြည်သူတွေကိုတောင်းပန်မှုတစ်ခုမှမရှိသလိုဘုံမကိုလည်းယူမဆိုင်တဲ့အနေထားကူလုံးနေမယ်လေသူ့ကိုအားပေးနေတဲ့ပြည်သူတွေကလည်းရှိနေတာပဲအားလုံးပြည်မှာဖြစ်ပါတယ် အော်ဒီကြီးအပြင်တော်လန်ပီသူစိတ်ရှိမယ်ဆိုရင်တော့တော်လန်ပီသူစိတ်မွေးဖို့လိုအပ်ကြောင်းဒီညကနေပြီးတော့ထပ်မံအသိပေးကြပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့2020ရွေးကောက်ပွဲမှာမဲဆွေရင်တွေမှားရင်တဲ့တို့အကြောင်းပြပြီးအနာသိမ့်ခဲ့တဲ့စစ်တဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲမှာတော့မဲဆွေရင်များမှာလူကြီး900မှာလူကြီး300မှားရင်တွေကြောင့်ကြံ့ဖို့ပါတီကလတ်ဆွေကဒုက္ခဒဏ်ထုတ်ပြောနေပြီဖြစ်ပါတယ်။ဒီကောက်ပွဲအတွင်းမဲဆင်းများတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့လူကြီး900မှာလူကြီး300မှာမဲဆင်းတွေမှားရင်နေကြောင်းနဲ့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုပင်မဲဆင်းမပါကြောင်း မဲဆင်းများလွန်ကွာဟနေပြီးမဲဆင်းများပြန်လည်ပြုပြန်ပြင်အချိန်တစ်ပတ်သာကြာတော့ကြောင်းဘူးလလဆွေကပြောထားတာတွေ့ရှိရပါတယ်ကျွန်တော်တို့အမဲဆင်းတွေကတ်ထားအတော့ကြည့်တယ်အကြည့်တော့တော်တော်များများလွယ်နေတွေ့ပြီးတော့ဘယ်လိုလွယ်တာလဲဆိုတော့2020တုန်းကမဲဆင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီးတယ်အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆူရီမူတွေဟလာပြန်ကောက်တဲ့စည်ရင်းတွေမဟုတ် အကွာတာကတော်တော်ကွာ900မှာ300လောက်กว่าဒါဒါအသိအသိမကောင်းဘောเนาะရွေးစီနဲ့ပြန်လောက်ရမယ်ပုံစံ3နဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော့တော်တော်ကိုတော်တော်ကိုလောက်ရမယ်လား7နှစ်ရည်နေဆိုတော့ဒီနေ့က9ရည်ဆိုတော့တပတ်ပဲကြာတော့เนาะဒီတပတ်အတွင်းမှာအာတော်တော်လောက်ယူရမယ်ဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရည်မှုတော့မပါဘူးဗျာရက်ွက်အုတ်ချုပ်ရည်မှုရဲ့မိသားစုကမဲစင်းမပါဘူး ကြံတဲ့ကျန်တဲ့လူတွေပြောမနေနဲ့အဲ့လိုတွေဖြစ်တယ်။တည်သွားတဲ့လူတွေပြန်ပါနေတာရှိရဲ့။နော်တည်သွားတဲ့လူတွေနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေရဲ့။ဒါတော်တော်များနေရဲ့နော်။နောက်တကလွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်။သူ့မိသားစုကြတော့မပါဘူး။လူတော်ကိုယ်တည်းတော့အာနာလို့ထည့်ပေးလိုက်လားမသိဘူးအဲ့တော့ UC ကဒီ မဲစင်းနေတာတော်တော်ကိုတော်တော်ကိုမာနေတော်တော်ကိုပြန်ပြင်းရမယ်အဲအဲ့ဒါတွေးတယ်ဗျအဲတွေးတော့ဒါလေးကိုအချိန်မီပြုပြင်ဖို့အဲ့တော့ဘယ်သူလေးအလုရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနောက်တော့ကလွတ်တော်ကိုယ်စလေကိုတိုင်ကဟလာအားထုတ်ပြီးတော့ မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓက်ပုံရိုက်ပြီးတော့မှဒီစီမှန်လားမမှန်လားဆိုရက်ကွက်ထရလူတွေကိုခေါ်ပြီးတိုက်ဆိုင်စစ်ဆေးရတယ်ခုကျွန်တော်တို့လုံနေရတယ်ဗျာကျွန်တော်တို့လည်းဟလာမဲယုံကိုစလဲတွေခန့်ထားဆိုတော့အဲ့ဒီလူတွေအကုန်လုံးဓက်ပုံရိုက်ရိုက်ပြီးတော့တူးကြီးကိုစစ်ခုဆိုပဲဒါတမျိုးနဲ့တမျိုးနဲ့ကိုຢာနဲ့ချီပြီးတော့ကွာချားနေတယ်ဗျာဒါလေးတော့ ်းလည်းအားထုတ်ပြီးလုပ်ရလိမ့်မယ် UEC ကဒီတိုင်းပဲရွေးကောက်ပွဲကိုကုတုပကောက်ဝင်ဖို့အတွက်အားရပါလုပ်နေရမင်းတို့မင်းအောင်နေစောင့်နေတာပုံမှန်ကြုံဖို့အတွက်အောက်ထပ်တင်းပုံနေနဲ့ကတော့အလကားနေရင်စစ်တပ်စန့်ကျင်ရင်းနဲ့မုံတရားတွေကြောင့်မြန်မာနိုင်ငံဟာခြားလက်ပံရမ်းနေတာလို့ကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ရပြောဆိုထားတယ်တွေ့ရှိရပါတယ်ဘလိုဘာလာနှစ်ရက်နေကရန်ကုန်မှာပြုလုပ်တဲ့စစ်တပ်ထောက်ခံတဲ့တရုတ်ဆောင်တွေလူရှင်တော်တွေပေါင်းဝင်ရုပ်ရှင်တိုင်းဝိုင်းနဲ့တွေ့ဆုံစီမှာတော့ကြံ့ဖို့ပါတီကအခုလိုပြောခဲ့တာဖြစ်ပါတယ် ရန်ဖို့ခင်ရ၎င်းစစ်သားဖြစ်စဉ်ကရှေတန်းထွက်နေရပြီးပြန်လာချိန်မှာတာသိမ်းမြကမမတ်မီကြောင်းနဲ့တိုက်ပွဲမှာ82နှစ်ကြာတိုက်ခိုက်ခဲ့ပြီးတနက်16ကြက်မှန်ပြီးကြီးစံ2000လောင်ပိုက်ထဲမှာရှိနေသေးတယ်ဆိုတာလည်းပြောကြောင်းပွဲစိတ်လူမရကြောင်းသူ့ဘဝမှာရုပ်ရှင်ရိုက်ရွေရာကြောင်းသူ့ဘဝတွင်လည်း၎င်းနေရင်တမတော်ကိုမုံကြီးစန့်ကျင်နေကြသူမျိုးများစွာရှိနေတော့တွေ့ရတာစိတ်ပြက်တယ်ဆိုတဲ့ကြောင်းလည်းပြောခဲ့တာတွေ့ရှိရပါတယ်။အေးခင်ရတော့16ကြက်မှန်တော့ဘဝမပြူဘူးဆိုတော့တောင်းတော့ပေးကြည့်လိုက်ပါလားဗျာ။ ဇောကမောကတတ်မလို့လဲဇောကမောကပြောတာပဲတတ်တောက်ကဘောလဲသူတို့မသိဘူးကောင်းတဲ့လွဲရှိမှဆွေးလွဲရှိမယ်ဗျာဒါတော့ထုံးတာဘယ်ဖွဲ့စည်းမှမဆိုဘူးဟွန်းတေချာတို့ကတော့မင်းရမှာကောင်းတော့တေချာပဲဇောကမောကဒီလိုကကျွန်တော်တို့လူတွေလည်းရှိခဲ့တာပဲကျွန်တော်တနာ16ချက်မှန်တာတယ်နော်16ချက်မှန်တာတယ်ကျွန်တော်ပိုက်ကြပူဂျင်းနဲ့ပူနေမှာမဟုတ်ဘူးကျွန်တော်ပိုက်တယ်မှာခြေစံ2000ရှိတယ်ဖွဲ့လို့မရကျွန်တော်82နာရီတိုက်ပွဲပြစ်တာကျွန်တော်တေစင်းမှာလေးလာခွင့်နေရတယ်ပြောပြရတာနော် ပြော့ပြတာအလကားအနေနဲ့တမတော်စမ်းကျင်းတဲ့အမုန်းတရားတွေနဲ့နိုင်ငံကြီးကကျွန်တော်နိုင်ငံချလပါရန်နေတယ်ဒါကြီးကနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တခုဘွားတစ်တခုအနာဂတ်တစ်တခုဖန်ပြီးပို့ချင်တာရောက်ကိုရောက်နေပြီဗျာအဲ့တွေအလှည့်ပြောင်းရွေးကောက်ပွဲပဲဗျာရွေးကောက်ပွဲခင်ဗျာအားပေးပါဗျာကြိုက်တဲ့ပါတီကိုပေးပါဗျာပြည်ခိုင်ပြောဥက္ကိရတော့ဒါဘာပဲပြောဟိုသူကတော့အော်တိုဘာ၂ရက်နေ့ကအော်တိုဘာ၂ရက်နေ့တုန်းကတဲ့နော်ရန်ကုန်မှာရှိတဲ့ပါတီရုံးချုပ်မှာပြည်ခိုင်ပါတီရုံးချုပ်မှာတဲ့သူပညာရှင်တွေနဲ့သူရင်းနှီးတွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီးတော့သူတို့ရဲ့ဟိုဟာ Facebook မှာတင်လာတယ် ဆိုတော့ तू တွေ့တာအော်တိုဘာ၂ရက်နေရ၂ရက်နေရတွေ့တာဒါပေမဲ့ထုတ်ပြန်တာကဒီကနေ့အော်တိုဘာ၄ရက်နေမှာထုတ်ပြန်တယ်ဆိုတော့ဟောကျွန်တော်စဉ်းစားကြည့်တယ်ဒီအမှုပညာရှင်ဆိုတဲ့ပုံကိုယ်တွေနဲ့တွေ့တာတောင် तू ၂၄နိုင်မှု၄၈နိုင်ကြာမှာ तू Facebook ကတို့ရဲ့ party Facebook ကထုတ်ပြန်နေတယ်ဆိုတော့တော်တော် update ဖြစ်တာပဲတော်တော် update ဖြစ်တာပဲဒီကမျိုးတော်တော် update ဖြစ်တာပဲလို့ဟုတ်တော်ဟာ ချက်ချင်းထုတ်ပြန်ချက်ချင်းလာရှင်းခံမို့ကြောက်လို့ပုံပုံပြီးထုတ်ပြန်တာဒါတော့တော့ရန်ကုန်မန္တလေးပြောင်းမရှိသေးပါနဲ့အခြားနေရာမပြောနေအောင်ရန်ကုန်မန္တလေးလိုနေရာမျိုးပေါ်တော့ဒီနေ့လုံးဒီမထုတ်ပြန်ရုံနောက်သုံးလေးရက်ကြာမှလုံခြုံတဲ့နေရာရောက်မှထုတ်ပြန်တဲ့အနေအထားတစ်ခုရောက်နေရပါဒါကိုကြည့်ကြမယ်ခင်ခင်ရဲ့အကြောက်တရားဘလောက်ကြီးတောင်ကြီးမှနေဆိုတော့မြေဝါထင်းနေမြင်နေရတဲ့အနေအထားတစ်ခုပါပဲဒီနေ့တွေ့ဒီနေ့ထုတ်ပြန်ဘာဖြစ်လို့ဒီနေ့တွေ့ဒီနေ့ live တွေ့ဘာဖြစ်လို့ဒါပေမဲ့တို့ကမထုတ်ပြန်48နာရီကြာအောင်စောင့်နေဩလို့အဲ့ဆိုရင်တို့တို့ဒါအဆိုးရဖြစ်သွားရင်ကျွန်တော်တို့တခုခုဆိုရင်48နာရီကြာမှသိရမလားမသိဘူးနော် တို့အစိုးရဖြစ်သွားရင်ပြောတာပါတို့အစိုးရဖြစ်သွားရင်ကိစ္စတခုပေါ်လာတယ်ဗရဏာရက်တွေ48နာရီကြာမှသိရမလားမသိဘူးဒီအမှုပညာရှင်တွေတွေ့တဲ့ကိစ္စတော့သူ48နာရီကြာအောင်စဉ်းစားရတယ်ဆိုတော့ဟိုဘာတွေများစဉ်းစားနေရလို့ကျွန်တော်မသိဘူးဒီတွေ့ရလေးကိုပြီးတော့ဒါမဲဆွယ်စည်းဝင်တယ်လို့ဖြစ်မှသူစိုးရတာမသိဘူးဒါဥပဒေအရဆိုဘောင်လွတ်နေတယ်ဥပဒေအရလွတ်နေသူဥပဒေအရလွတ်တယ်လို့ဆိုတော့သူဒီတိုင်းပဲလေဟိုကက်သရင်လွတ်တယ်တွေ့ကြဆုံးကြတယ်ကော်ဖီတောက်လပိတ်တောက်မိုးစားစကားပြောကြတယ်ဒါပဲလေကျွန်တော်တို့မဲပေးပါလို့သူမဲဆွယ်နေရမှာမဟုတ်ဘူးအဲ့တော့လွတ်တယ်ဥပဒေအရ ရှင်းရှင်းလေးလွတ်တယ်အကဲသူကအဲ့မှာသူ့အပွဲထဲမှာကျွန်တော်တို့ပြည်ခိုင်ဖို့တော့မဲပေးပါနော်မဲဆွဲပေးပါနော်။ဘာညာသွားပြောနေရင်တော့အဲ့ဒါအတန်ထွက်လာလို့အဲ့ဗီဒီယိုဖိုင်ထွက်လာခဲ့ရင်တော့ဒါတကြတဲ့မဲဆွဲခွင့်မကျင်းမစသေးပဲနဲ့ဆွဲနေရတဲ့အတွက်ဒါသူ့အရေးယူရတယ်။ဒါပေမဲ့အခုထိသူကရှင်းပြောရင်တော့ဟိုဒီဖွဲ့နဲ့တွေ့တဲ့ကိစ္စကမဲဆွဲတာမဟုတ်ဘဲနဲ့သူကခေါင်းစဉ်ကပပလေးပြောရင်တော့ဟို indirect ပေါ့ indirect မှာသူတို့နဲ့ဒီလူတွေနဲ့တွေ့တယ်စကားပြောတယ်အဲသူတို့ဒီ မိတ်ဆွေများနဲ့တွေ့ပြီးတော့စကားပြောကြရင်လည်းဖိတ်ဝိုင်းစကားဝိုင်းလုပ်ကြရတယ်ဒီလောက်ပဲဒါပဲဆိုတော့တက်တောင်းသာဖြစ်တယ်အဲ့တော့ဟိုဒီမှာတွေ့ရတဲ့လူတွေဆိုလို့ရှိရင်နာမည်ကျော်တွေအများကြီးတွေ့ရတယ်နာမည်ကျော်တွေအများကြီးတွေ့ရပါတယ်တော့နာမည်မြို့ပြချင်းနဲ့နာမည်တခုချင်းတော့မပြောပါဘူးဒါပေမဲ့ကျွန်တော်လည်းနာမည်တွေတခုချင်းမပြောတော့ပါဘူးရုပ်ရှင်လောကဘက်ကပါတယ်သဘင်ဘက်ကပါတယ်ဂီတဘက်ကပါတယ်အဲအဲ့လိုအတိုင်းဝိုင်းဆုံးကပါလာပါတယ်ဟာသဘက်ကလည်းပါပါတယ်အဲ့တော့တော်တော်များပါလာကြပါတယ်နာမည်တွေတော့ကျွန်တော်အာရုပ်တရက်ပေါ်လာတဲ့နာမည်တွေတန်းပြောရင်တော့ကြတချို့လူနာမည်တွေမပြောဘူးမင်းထိန်ချထားတယ်ဖြစ်မှာဆိုလို့ကျွန်တော်တို့အဲ့ပြခိုင်ပြည့်ရဲ့ Facebook မှာတော့တွားကြည့် ဘူးသူတွေပါလဲဆိုတော့မြင်ရလိမ့်မယ်နော်အဲ့တော့နာမည်တွေမရွတ်ပြတော့ဘူးကိုယ့်အကူပဲကြည့်လို့ရပါတယ်ကိုယ်တိုင်တက်ခဲ့သူတွေကိုယ့်အကူသိပါတယ်ဥက္ကိတို့ရဲ့ပြည်ခိုင်မျိုးပါတီရဲ့ဥက္ကိနဲ့တွေ့တဲ့ကိစ္စပေါ့နော်ဆိုဥက္ကိအနေနဲ့ကလည်းဟိုဒီချိန်မှာသူဒီလိုပဲလိုက်တွေ့မှာပဲဘာလို့ဆိုတော့တစ်ချိန်သူမဲဆွဲတဲ့အချိန်ကြလို့ရှိရင်အ ਨੇ ဆုံးတော့သူ့ကိုလက်ခံနိုင်တဲ့သူတွေပေါ်ပေါက်လာဖို့တော့သူတို့ဒီကလာကလေးကအဲလိုက်ပြီးတော့သူနဲ့သဘောထားတူညီမဲ့လူတွေနဲ့သူတွေ့ဆုံဆွေးနွေးတာတွေစကားပြောတာတွေလောက်ရမှာပဲဒါသူ့လုပ်ပဲဒါဒါဒါနိုင်ငံရေးသမားတွေအတောကလုပ်ပဲ ဆိုတော့ဒါမှထုတ်ပြန်ချက်ကိုတော့ကျွန်တော်48နာရီကြာအောင်စောင့်ရတယ်ဆိုတော့ကျွန်တော်စဉ်းစားကြည့်တာပေါ့နော်အဲဒီဒီနိုင်ငံလူပညာရှင်တွေတွေ့တဲ့ကိစ္စအောင်တော့48နာရီကြာအောင်စဉ်းစားပြီးမှထုတ်ရတယ်ဆိုတော့အရေးကြီးနိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စအကြိုင်သူ48နာရီကြာအောင်စောင့်ပြီးမှကျွန်တော်သိရမှာလားတော့မသိဘူးပေါ့နော်အဲ့ဒါတော့မသိဘူးသို့တော့ပြည်ခိုင်ဖြိုးတည်လောလောဆယ်တော့ဘာပဲပြောပြည်တွင်းမှာရှိတဲ့ပါတီတွေအားလုံးကပြည်ခိုင်ဖြိုးကတော့အာဘလို့တွေးတွေးသူကတော့ထိန်းဆောင်ကနံပါတ်1မှာရှိနေတယ်ဘာကြောင့်လို့ဆိုတော့သူ့ရဲ့ပါတီရဲ့ပုံရိပ်အရှိန်အဟွာပြီးပါတီရဲ့ဒီဘာခေါ်လို့ဆိုတော့တိဆောက်လာမှုတမိုင်း ါတွေအကုန်လုံးကဟိုဘလို့မှကျွန်တော်တို့ဒီပြည်တွင်းမှာသူ့ကိုရှင်နိုင်တဲ့ပါတီကအသိမရှိဘူးတချိန်တော့ရှင်နိုင်ခဲ့တဲ့ NLD ရဲ့ဇာသိမ့်သွားပြီဆိုတော့သူ့ပဲကျွန်တော်တို့သူ့ကိုလောလောလောရှင်နိုင်မဲ့ဂျန်နဲ့ပါတီဆိုတာလည်းအဲ့လောက်ကြီးမဟုတ်တော့ဗျာကျွန်တော်တို့မဲဆွဲကြလဲလို့ဟောမဲဆွဲကလာလဲမဟုတ်ဘူးပေါ့နော်ကျွန်တော်အမှုပညာနယ်ပယ်ပေါ့လေနယ်ပယ်တီးတရမဲဆွေနဲ့တွေ့ရလို့ဝန်တာပါတယ်ဒီပညာနယ်ပယ်အသီးသီးရလူတွေကကျွန်တော်တို့မြန်မာပြည်မှာတော့စတာတွေဆယ်လီတွေဖင်စာတွေလူတွေကသူတို့ကြည့်ကြတယ် ဟိုခင်ဗျားတို့ရဲ့အပြုအမူခင်ဗျားတို့ရဲ့အပြောဆိုခင်ဗျားတို့ရဲ့ဆွဲဆောင်မှုဒီဟလာကောင်းတာတွေဆိုးတာတွေနှစ်ခုလုံးကိုဖန်တီးလို့ရတယ်။တမိုင်းမှာပြန်ကြည့်ရင်ဒါတွေတွေ့တယ်တဲ့မလား။ဩဇာတက္ကမရှိတယ်ခုနစွမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တွေကြောင်းကောင်းနေတာတွေရှိတယ်။နော်။တို့အားကြပြီးတော့နော်တို့ရဲ့တိုက်တွန်းမှုတွေကြောင်းမှားသွားတဲ့ကလေးတွေအများကြီးရှိတယ်။နော်။ဒါတွေကိုနောင်ကျွန်တော်မြန်မာနိုင်ငံတမိုင်းမှာမဖြစ်စေချင်တာ။နော်အာကိုလို့နောက်ထပ်လူငယ်တွေထပ်ပြီးတော့မမှားစေချင် ထပ်ပြီးတော့လှမ်းမတွေမြောက်စေခြင်းကိုခင်ဗျားတို့တတ်တဲ့အမှုပညာနဲ့ကိုကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိအောင်ဟလာဘသူကမှားနေလဲဘသူကမှန်နေလဲဘသူကဓမ္မလဲဘသူကအာဓမ္မလဲသိစေခြင်းနဲ့စိတ်တစ်ခုတွေနဲ့လက်ရှိမှာတော့ခင်ဗျားတို့ကဘသူကဓမ္မလဲဘသူကအာဓမ္မလဲဆိုပြီးပြောနေမှာလဲအောက်ကကြည်နေတဲ့ဘုမနုပညာရှင်တွေတော့အာဓမ္မနဲ့ဓမ္မတော့မခွဲခြားတယ်လို့မင်းစီရောက်နေတာပေါ့ကွာကဲဖာပြမင်းတို့ကောင်းနေဘလို့ပဲဝင်ပြိုင်ပြိုင်ထိတ်မှာကတော့မင်းအောင်နိုင်ကမင်းတို့ကိုချိန်ဖို့စောင့်နေတာမှာပဲမင်းတို့ကောင်းနေကတော့မင်းအောင်နိုင်ရဲ့ ိုးကင်နဲ့ထုတ်တိုင်းတွေပဲဖြစ်လာမှာဒီရခုပါပဲဘောမဘောမဘောမဟေးဘောမဘောမအဲ့လိုမျိုးပါခင်ဗျာအနုပညာဓမ္မတော်တော်များများအနုပညာရှင်တော်တော်များများကဘောမတာအရာသာတွေ့သွားပါပြီဗျာရှိလေกว่าအရာဟာအော်အဖ1 million ကျော်ရပြီနော်ဟေးဝန်တာရရာဘောကွာဝန်တာရရာဘောပြည်သူတွေကတော်တော်ကြီးကြတာပဲကွာ ဟာဘယ်ရလာပြည်တွေလဲ6800လားနေကြည့်တာဘာကြီးဟေးခေါင်းစဉ်၄ကတော့ food blogger ကြီးမအားလာ food blogger ကြီးမအားလာကဲအဆွေတော်တို့ရေငါတို့လောက်ပေါင်းလေးပေါင်းထားတယ်စားကြပါဦးကွယ်လက်ဖက်ရည်နဲ့လက်ဖက်တုပ်အစင်နေမဲပြူကျွန်တော်လေးကိုတိုင်းသွားပြီးတော့ပိုက်ကုန်နဲ့ငါဖန်ထားတာကိုတိုင်းရိုက်တယ်ကိုတိုင်းတတ်တယ်ပြီးရင်ကိုတိုင်းပေါင်းထားတယ်ငါတို့လောက်ပေါင်းလေး စားလို့ကောင်းလင်းတော့ရေကျုံငါတလောက်ပေါင်းရေကျုံငါတလောက်ပေါင်းစားကြည့်ကြပါဦးမျိုးစားကြည့်ကြပါဦးမျိုးဇိုးဝင်းလက်ဖက်ချောင်းနဲ့လှုပ်ထားတဲ့ဖြော်နှက်လက်ဖက်ရည်ပေါ်စိန်လားကြစိန်လားကြတာတော့ကုံတလောက်ကိုဖြစ်နေပြီမျိုးကျွန်တော်လက်ထက်မှာတော့စစ်တက်ကတော့ကုံတလောက်ကိုဖြစ်နေပြီကြနေတာအေးမိုးကုတ်လက်ဖက်ညွန့်လေးလဲပါတယ်မိုးကုတ်ကိုတော့ကိုယ်တိုင်မတော်ရဲဘူးပေါ့ဗျာရန်ကုန်မှာရှိရလေးနဲ့ပဲလှုပ်လိုက်ရတာနှစ်ပြန်ကျော် အားရပါရကြော်ထားတာခဏခဏကြော်ထားတာအင်းအဲအဲကိုလာရမယ်ဆိုလို့ကြိုဝယ်ထားတာစီကြီးစော်တွေတောင်နန်းနေတယ်နှစ်ပြန်ကြော် ပြန်ကြော်ထားတာစားကြပါအောင်မျိုးစားကြပါအောင်အားလုံးကိုအိမ်မှာကိုယ်တိုင်လှုပ်ထားတာဗျာကိုယ်တိုင်လှုပ်ထားတာမနေ့ဆိုတော့တော်တော်နဲ့ကြူကြူခိုင်းတဲ့မြန်ကျွန်တော်အကုန်လုံးရတာဗျာအဲ delivery နဲ့မှာလို့ရှိရင်လေပို့ပေးသေးရေနော်ဖုန်းဆက်လို့ရှိရင်လေရတယ်ဗျာ199ကိုသာဆက်လိုက်ကြူကြူခိုင်းနေကြူကြူခိုင်းနေ ဟိုရင်တော့ကလည်းဝါဥကရာကိုကိုရိုင်းချက်ကျွေးစွပြုတ်လေးနဲ့သွားတိုက်သေးတယ်ဗျာသွားတိုက်သေးတယ်သွားဖားတာပေါ့ဗျာဝါဥကရာကြီးကိုကျွန်တော်တိုက်ပြီးနောက်တနေ့ချီးပန်းတာပါပဲဗျာကဲစားကြပါအောင်စားကြပါအောင်ဗျာအမဲအမဲမောစကူကိုသွားအလုံယုံဆွေးနွေးပွဲဆိုလားဘာဆိုလားလူတိုင်းတက်လို့ရတဲ့ယူရို2200ပဲကုန်တဲ့ပွဲကိုနိုင်ငံတော်အဆင့်ဆိုလားဘာဆိုလားရုရှားပြောင်းရေးဖိတ်ထားလို့လားအဲ နျူကလီးယားသေးစားလေးလားနျူကလီးယားအကြီးစားကြီးလားလို့လို့နဲ့ဓာတ်ပေါင်းဖိုးလို့လို့ဓာတ်ပူးတာလို့လို့နဲ့တိချာကိုပြသွားပြီးတော့မဖိတ်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 အတင်းကိုရအောင်တက်ခဲ့တယ်ဘာပူကြီးကတော့စောင့်မယ်စောင့်မယ်မြမပြီးမှစောင့်မယ်ဆိုပြီးဟန်ပြကြွားလုံးထုတ်ရှိုးထုတ်ခဲ့သေးတာဗျာအဲမျက်နှာပြောင်ချက်ကတော့ရုရှားပြောင်ကြီးတောင်သူ့လောက်မပြောင်ဘူးဖြစ်နေတယ်။ဒါပေမဲ့ဘေးကျန်နေချက်ဖြစ်ပြီးဆိုတာ ਨੇ ပြေးပြီဗျာ။ ဝန်နိုင်ငံဖိတ်ထားလို့လို့ဒီနိုင်ငံသောဟာတာလို့လို့နဲ့ဘပူကြီးကလူကသာပူတာလေကတော့မလျှော်ဘူးဗျာဒါတောင်ရုရှားပြန်ဝင်နဲ့တွေ့တဲ့ချိန် तू ကဂရီပေးသွားသေးတယ်ဘာလဲဆိုတော့ရွက်ကောက်ပွဲပြီးရင်အာနာလွှဲပေးပါမယ်တဲ့ဘသူကိုလဲကျူကျူကိုလားဒါမှမဟုတ်တယောက်ကြီးကိုလားဒါမှမဟုတ်ရုရှားကိုလားအမျိုးမျိုးပြောနေတယ်ဘပူကြီးရွက်ကောက်ပွဲမဖြစ်တော့အာနာယူဘဝနဲ့ဘဝဇက်ဆုံးပြီပေါ့ဗျာ နောက်တစ်ခါလာပြန်ကြီးဟေးလေးပါရီကကန်ထုတ်ခံလဲရတယ်ထိုင်ကုန်နေရလူမြဲလူတယ်စန္ဒမင်းရတော့အာမလျှော်နဲ့ဘာပူစီစန္ဒလာအောင်မီဆိုလို့ပေါ့ဗျာအခုလဲဗျာလာတာနေတတိပုဂ္ဂလဝင်ပြိုင်မယ်တဲ့လှုပ်တာလှုပ်တာလှုပ်တာအဲသူပြိုင်မဲ့လာတာမှာလာတာရယ်စန္ဒရယ်လာရယ်စန္ဒရယ်ကက်ကင်တဲ့ ဟဲသူလည်းဘတ်ပူကြီးလိုဓာတ်ရိုက်ဓာတ်စင်နေနဲ့ဝင်ပြိုင်မဲ့သဘောရှိရပါဗျာဟဲဒါပေမဲ့ तू မတည်သေးတာကလာတာနေဝင်ပြိုင်မဲ့ကြန့်ခိုင်အမတ်လုံးကဘသူလဲဆိုတာ तू တိလို့ရတော့ဗျာလာတာမှာလာငပုတ်ဖန်းမြေလေးစန်တဝန်းဝန်းနဲ့ငိုချင်းချလိုက်မယ်ဗျာငိုချင်းချလိုက်မယ်ကွဲကုန်ပြီဆိုလားပြေးကုန်ပြီဆိုလားဗျာအဝါရောင်ကိုပြောင်းပြီး88ကိုပြောင်းပြီးပါတီကပြပချမ်းလာပြပချမ်းလာဆိုတာပဲဗျာအဲ ကျမနိုင်ငံကြီးလောကတွေအခုမှဝင်မှာတော်ကြာမှဝင်မှာခဏနေမှဝင်မှာအဲ့လိုဝင်လိုက်ထွက်လိုက်လုံနေတော့ကိုပြောင်ကြီးကတင်းပြီပေါ့ဗျာတင်းပြီပေါ့ဒီကြားထဲလာလာသေးတယ်ဗျာပြီးသုံးလုံးပါတီကအဲလူတွေကိုလှည့်စားလို့မရတော့ဒရမာခင်းမရတော့နတ်ဒီဘက်ကို ပြန်လှည့်သွားပါပြီဗျာအခုဆိုတောင်မြုံကိုအားကြပြီနာမည်တောင်မှပီပီပြုံးလို့မှဲ့ထားပြီးတော့နတ်ကနေပြီတဲ့ဗျာနတ်ကနေပြီတဲ့အဲတေးကြတာတခုကတော့ ကိုကြီးကျော်နဲ့တွေ့ရင်ပီပီပြုံးလဲပီပီပြူးဆိုပြီးဖြစ်မလာပဲအဲမပြောတော့ပါဘူးဗျာဒီတစ်ခါအလှဲ့ကျတာဆညပါတယ်ဗျာယူနီဖောင်းချုပ်ခေါင်းပေါင်းပြောင်းအတင်းကိုရောင်းထုတ်နေတာဗျာဘာဘူးကြီးယာဟိုးအရာရှိကနေဟိုးအောက်ခြေစစ်သားတွေအထီကိုအတင်းကိုတင်းထိုးထည့်နေတာရွေးကောက်ပွဲကြီးနိုင်မိုးအေးအားလုံးအသွင်ပြောင်းပွေးပေါ်ဗျာတာဆညလူကြီးတွေကတော့ ဘာပူကြီးလက်ချက်နဲ့အသက်ကြီးမှနှက်ချီးထွက်ပါပြီဗျာနှက်ချီးထွက်ပါပြီအဲ့တရင်ကြတော့မောင်ခင်ခင်ဗျာအတော်ပျော်နေရှာတယ်ပေါ့ဗျာသူလည်းအဖော်ရသွားပြီပေါ့တာဆာညာနဲ့အတူတူအဖော်ရသွားရှာပြီပေါ့ဗျာဘာပူကြီးရဲ့လုပ်ပုံကတဖြည်းဖြည်းနဲ့ယုံလုံးပေါ့မြောက်ကိုရီးယားပုံစံကိုပေါ်နေပြီနော်တူတာဘရင်တူတာတခင်းဆိုပြီးပြည်သူတွေကိုအမိန်ပေးတခြားနိုင်ငံတွေနဲ့ဝေးအောင်လုပ်နေတာဘာပူပြီးဖြစ်နေပြီဗျာဘာပူပြီးဖြစ်နေပြီ ။အော်ဒါနဲ့ KNU AA NUG နဲ့ PDF အမြန်ရှောင်ရပါကွယ်။ဘာပူကြီးကတရားစွဲဘယ်ပြေးမလဲပေါ့နော်။သူကတော့ခဏခဏပြေးရုရှားကိုလေးတဲ့။ခစ်တေကြီးလဲသတိထားဘာဘူးတပည့်များကတရားစွဲအောင်မှာပါလေဗျာ။ဖလမှုတွေအားလုံးပဲဒီဗီဒီယိုမှာတွေ့ခဲ့တဲ့အကြောင်းအရာတွေကတော့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံကြီးနဲ့ပတ်သက်ပြီးကိုဗစ်ဒါရဲ့ ပြောရွှင်နေပြောသွားတဲ့စကားလမ်းတွေကိုပြန်လည်းဝေမျှပြလဲရင်ဖြစ်ပါတယ်။မကြည့်ရတဲ့တော်လမ်းမျိုးတွေအစုံကြီးကြည့်ရှုပြီးတွေ့ရတဲ့ကျေးဇူးတင်ရှိပါတယ်။တော်လမ်းမျိုးတွေအလုံးပဲဒီဗီဒီယိုတော့နဲ့ပဲအဆုံးသတ်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတလာပြတဲ့ကျွန်တော်ရဲ့ကိုကြီးရီပေါ်လူရင် channel လေးကို like and subscribe လုပ်လဲ subscribe တော့ပြီး bell icon နဲ့ဒါချင်းမြတ်တာသမားဗီဒီယိုနဲ့သတင်းတွေအလုံးကြည့်ရှုနားဆင်လို့ရဖြစ်ပါတယ်။တော်လမ်းမျိုးတွေအလုံးပဲည၈နာရီသတင်းစီမှာပြန်လည်ဆုံတွေ့ကြပါမယ်။ဟောဘေးနဲ့မေဘေးတမအများဆုံးကင်းဝေးကြပါစေလို့ထပ်မံတောင်းဆုပြုရင်းနဲ့ပဲအဆုံးကြီးရှုပေးတဲ့တော်လမ်းပြည်သူတဝူးချင်းတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။